ရွေးသွားတော့သွားရင်းသွားရင်းနဲ့လမ်းမှာမတွေ့လဲဆိုတော့တများတွေနဲ့တွေ့တာပဲတောထဲမှာဓမြ900စကန်းချပြီးတော့နေနေတာအဲ့တော့ဓမြ900ကဖုံးကြီးကိုတွေ့တဲ့အခါမှာဟာဒီဖုံးကြီးငါတို့စကန်းရှိတဲ့နေရာကို လာနေတယ်မဖြစ်ဘူးเนาะ ဒီဖုန်းကြီးကိုငါတို့မှတ်လောက်သားလောက်ပညာပေးမှဖြစ်မယ်ဒီလမ်းဒီအန်ဒရယ်ရှိတဲ့လမ်းလူတွေမသွားသင့်တဲ့လမ်းလို့သိအောင်ငါတို့ပညာပေးမှဖြစ်မယ်ဒီလမ်းကိုလူတွေမလာစင်ဘူးဓမြတွေရနော်သူတို့ကနိုင်ငံတော်ကိုပုံကန်ဖို့စူးစမ်းနေတာဆိုတော့ဒီလမ်းကိုလူတွေအသွားအလာ မလုပ်စေချင်ဘူးဒါကြောင့်ဒီဖုန်းကြီးကိုငါတို့ ဒီလမ်းဒီအန္တရာယ်ရှိတဲ့လမ်းလို့သိအောင်ပညာနဲ့နဲ့တော့ပြေးမှဖြစ်မယ်ဆိုပြီးတော့ဓမြတွေကဘုန်းကြီးကိုဖမ်းချုပ်ဖမ်းချုပ်ပြီးတော့လက်တွေကိုရိုက်ချိုးခြေထောက်တွေကိုရိုက်ချိုးခေါင်းတွေကိုရိုက်ခွဲနော်အဲ့ဒီဥစဉ်ကိုဓမြတွေကနှိပ်စက်ကြတင်ငန်းတွေလည်းဖျဲတပိတ်ကိုလည်းခွဲရှစ်ခေတ်ကတပိတ်တွေကမြေတပိတ်တွေများတယ် မြေတပိတ်ဆိုတော့ क्वे တာပေါ့တပိတ်တွေကိုလည်းရိုက်ခွဲသင်္ကန်းတွေလည်းဆုတ်ဖြတ်ပလိုက်လူကိုလည်းသွေးရိုစီးလောက်အောင်ကိုရိုက်နှက်တေအောင်တော့မတတ်ဘူးယဟန်တပားကိုမတတ်သင့်ဘူးဆိုတဲ့အတွေ့ကလေးတော့သူတို့မှာရှိတယ်ဒါကြောင့်ဘုန်းကြီးကိုတော့တေအောင်မတတ်ဘူးဓမ္မလုံးနေပေမဲ့ယဟန်တပားကိုမတတ်သင့်ဘူးဆိုတဲ့အတွေ့လေးတော့သူတို့မှာရှိတယ်ဒါကြောင့်အဲ့ဒီဘုန်းကြီးကိုတေအောင်တော့မတတ်ဘူးလက်ဒီချီတွေကိုပဲနော်ရိုက်နှက် ခေါင်းတွေကိုခွဲသင်္ကန်းတွေကိုဖျက်တပိတ်တွေကိုခွဲဒီလောက်ပဲနှိမ့်ဆက်ရုံဝင်ပဲနှိမ့်ဆက်ပေးလိုက်တယ်ဒါမှဩဒီလန်းဟာအန္တရာယ်ရှိပါလားလို့သိသွားမယ်ဒီလန်းဟာလူတွေမသွားသင်ဘူးဆိုတဲ့သတင်းဟာပြန့်သွားမှာအဲ့တော့ ਨੇ အရှင်နာဂသမလဟာသွေးအလိမ့်လိမ့်ကပ်ပြီးတော့သင်္ကန်းအပြဲတဲ့ထောင်းနေထောင်းနေနဲ့မြတ်စွာဘုရားသွားတဲ့လမ်းကိုပြန်တိုက်လာတယ် နောင်နာတွေရသွားပြီ။အော်ဖះကဒီလိုအန္တရာယ်ရှိတာကိုသိလို့ငါ့ကိုမသွားခိုင်းတာကိုဆိုတော့အခုမှနားလဲတာ။နဖူးတွေဒူးတွေတွေ့မှသာမှားမှန်သိတော့တာပဲ။ဘုဒ္ဓဇင်တွေကအဲ့လိုပဲနော်။ပညာရှိတွေကဉာဏ်အမျော်မြင်ရှိလို့တားနာကိုကိုဉာဏ်မမီတဲ့အခါမှာလက်မခံအောင်။အဲ့တော့အခုလိုဓမ္မတွေရဲ့နှိမ့်ဆက်မှုကိုခံရမှသာ ငါမှားသွားပြီဆိုတာကိုသိပြီးတော့ဖျားသွားတဲ့လမ်းကိုနောက်ကနေလိုက်လာဖျားကလည်းသိတယ်ဒီယဟန်ဟာဓမ္မရီနှိမ့်ဆက်မှုကိုခံရပြီးတော့ငါနောက်ကိုလာလိုက်မယ်ဆိုတာဖျားကသိတော့ဖျားလည်းခကြီးသိမ့်မသွားဖြစ်ဘူးနည်းနည်းလောက်သွားပြီးတော့အရေးကောင်းတဲ့သစ်ပင်အောက်မှာထိုင်နေတာသူ့ကိုစောင့်နေတာသူပြန်လာမယ်ဆိုတာဖျားသိတယ်အဲ့တော့အဲ့ဒီမှာမေးခွန်းတစ်ခုမေးစရာရှိတယ် ဲ့ဒီဘက်လမ်းကိုသွားရင်အန္တရာယ်ရှိတယ်ဆိုတာကိုဖယားသိရင်ကြိုတင်ပြောပါလား